ဒိတ်စိတ်အေးချမ်းလာတဲ့ဒေါနတ်ကြီးတွေမှာတော့မြင်းရှင်တထေးပိုင်နဲ့ဦးလေးစွေတို့ဟာအိမ်မောကြလို့နေခဲ့ကြပါတယ်။တနေကုန်ပင်မန်းခဲသမျှကိုတာဝန်ချိန်ပြီးတာနဲ့အသေးတန်အိတ်ဆက်ကြတော့တာပေါ့ဗျာ။ပင်မန်းခဲသမျှအတိုးရှာပြီးအိတ်ကြရတာကြောင့်စကန်းရှားတဲ့နေရာကနေငရှမ်းထွက်သွားတာကိုဘယ်သူမှသတိမထားမိခဲ့လိုက်ကြပါဘူး။ငရှမ်းဟာမြောက်သားမိရဲ့ခေါ်ရနောက်ကိုလိုက်သွားပြီးစကန်းကနေပြောက်ွယ်သွားပါတော့တယ်။အဲဒီချိန်မှာပဲအော်တန်ကြောင့်မြင့်ရှိန်တယောက်အေးရကနေလန်နိုးလို့သွားခဲ့ရတာပေါ့ အဲဒီချိန်မှာပဲအော်တန်ကြောင့်မြစ်ရှင်တရားကိုအဲ့ရကနေလန်လို့လို့သွားခဲ့တာဗော။ငရှင်ဒါငရှင်ရဲ့အတန်ပဲ။မြင်းချိန်လဲတနက်ကိုဆွဲယူကကြည်ကြပအောင်စုပ်ကိုင်းပြီးအနီးနားပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့ငရှင်ကိုရှာမတွေ့တော့ပါဘူး။အားလုံးကလည်းအော်တန်ကြောင့်လန်လို့လို့လာခဲ့ကြပြီးမြစ်ရှင်စီကိုအပြေးရောက်လာခဲ့ကြပါတော့တယ်။မြင်းချိန်နဲ့တခြားသူတွေကလည်းစကန်အနီးနားမှာငရှမ်းကိုရှာဖွေခဲ့ကြပြီမယ်ဘလို့မှရှာလို့မရခဲ့ဘူးော။ဦးလေးပါငရှမ်းကိုမတွေ့တော့ဘူးဗျာ ဒါကျွန်တော်ပေါ့စားလို့ဖြစ်ရတာဗျာကျွန်တော်ဒါနှစ်နှစ်ချက်ချက်အိတ်မနေခဲ့ရင်အခုလိုဖြစ်မှာမဟုတ်ဘူးဗျာကျွန်တော်ရဲ့အပြက်တွေပါဗျာအခုဘယ်လိုလုပ်ရမလဲမသိတော့ပါဘူးသွားရှာမှဖြစ်တော့မယ်အပေါ်ပါသွားတာမှဖြစ်နိုင်ဘူးဗျာအစွမ်းနာကအော်တန်ကိုကြားလိုက်တယ်အေးပါကွာကိုကိုကိုအပြစ်မတင်ပါနဲ့ဩကွာလူတိုင်းနေ့အချိန်ပင်ပန်းထားတော့အိတ်ပြော်မိပါပဲလေအရေးကြီးဆုံးကငရမ်းကိုပြန်တွေးဖို့ပဲမဟုတ်လားလာလာငရမ်းကိုလိုက်ရှာကြစို့အခုလိုစကားရက်ပြောနေရတဲ့စာရင်လိုက်ရှာတာကပိုပြီးတော့ကောင်းလိမ့်မယ်ကွာ ဘူးလေးဆွေလဲကြောက်စေးကြောင်းမျက်နှာတွေဖြူဖြော့ကတနက်ကိုအတင်းကင်ထားခဲ့လိုက်ပါတော့တယ်။မြင်းရှင်ကလည်းရှည်ရှည်ဝဝစဉ်းစားမနေတော့ပဲထရက်ကကြံခဲ့တဲ့ရှည်ရာတွေအတိုင်းလိုက်သွားခဲ့တဲ့အခါမှာတော့ငရှမ်းရဲ့ဖုံဖုံပေးထားတဲ့အဆောင်ကျိုးလေးကိုတွေ့သွားခဲ့ပါတော့တယ်။အန်ရဲ့များတဲ့နေရာဖြစ်တာကြောင့်လူခွဲမသွားတော့ပဲ၃ယောက်သာစူးပြီးငရှမ်းကိုလိုက်ချကြရတော့ပါဗျာ။ မြင်းချိန်တို့လည်းတော်လန်အတိုင်းဝင်လာကြရင်တစ်ပင်ကြီးတစ်ပင်အနားကိုရောက်လို့သွားခဲ့ကြပါတော့တယ်။တစ်ပင်ကြီးရဲ့အနောက်ကနေအတန်ကြားလိုက်ရတာကြောင့်တွားကြည့်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်တော့တာပေါ့။ ။မြင်းချိန်လဲဥလေးပိုင်နဲ့ဥလေးဆွေတို့ကိုအတင်းပြင်ထားဖို့အတွက်လက်ဟန်ပြလိုက်တာနဲ့အကင်းပါတဲ့တထေးပိုင်နဲ့ဥလေးဆွေတို့ကလည်းမြင်းချိန်နောက်ကိုဂယုတဆိုင်ခြေတံဖောပွားလိုက်ပါသွားကြပါတော့တယ်။တစ်ပင်အနောက်မှာတော့နာနာဘဝလောကသားတွေဟာငရှမ်းရဲ့သွေးကိုစုပ်ယူနေကြပါတယ်။ခြေတံဖောပွားနင်းပြီးတွားနေတော့မှပဲဥလေးဆွေဟာမတော်တဆဒီကိန်းကြောက်တစ်ခုကိုနင်းမိသွားတဲ့အတွက်အတန်ထွက်အောင်လုပ်မိသွားခဲ့ပါတယ်။ မြေရှင်လဲမထူးဆက်ခင်ပြီးအတန်လာရနေရာကိုတံမီးနဲ့ထိုးကြည့်ခေလိုက်တော့တာပေါ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင်လူတိုင်းအံ့အားသင့်လို့သွားခဲ့ကြပါရဲ့ငရှမ်းဟာငိန်တက်လို့နေပြီးသူ့နားမှာတော့အမွေးရှိရှိဝတ်ဝင်နေတူတဲ့ထူးဆန်းတဲ့တတဝါနှစ်ကောင်ရှိလို့နေပါရဲ့သူတို့ဟာငရှမ်းရဲ့လေပင်ကိုတွေးတွေဆုပ်ယူနေခဲ့ကြတာပဲဖြစ်တာပေါ့ သူတို့တွေးဆုံနေတာကိုအနောက်ရက်ဘေးခံရတဲ့အခါမှာတော့လှည့်ကြည့်လာခဲ့ကြပြီးကြောင်းမပေါ်ရကောင်းတဲ့အတန်ဆိုးကြီးတွေနဲ့အော်ဟစ်ခဲ့ပါတော့တယ်။ဗဇက်ပပက်လေမားလည်းလက်ဆက်တဲ့တွေးတွေပေချမ်းလို့နေခဲ့တော့တာပေါ့ဗျာ။မြေရှိန်ကလည်းတနက်နဲ့စတင်ပြစ်ခတ်ခဲ့လိုက်တဲ့အခါမှာတော့တရေရီဟာအလင်းအမြန်းမဲ့အမောင်လေးကိုခုံပြန်ထွက်ပြေးသွားခဲ့ကြပါတော့တယ်။ဦးလေးဆွေနဲ့တတိပိုင်တို့ဟာတရေရီကိုကြည်ကုံတဲ့အထိဆက်လက်ပြစ်ခတ်ကြတာပေါ့။ အဲ့တော့ဘာကောင်းကြီးလဲကွာငါတတန်းနဲ့တကူတစ်ခါမှမမြင်ဘူးလောက်ကြပါအောင်ကွာအရက်ကြောက်ဖို့ကောင်းနေငါတို့တွေဒီမှာပဲတေးရတော့မှလားကွာဦးလေးဆွေလည်းတုံရင်နေတဲ့အတန်နဲ့မြင့်ရှိန်ကိုမေးလိုက်ပါတော့တယ်မြင့်ရှိန်ဟာဝမ်းနေဝဲရအတန်နဲ့ပြန်ဖြေရင်တငယ်ချင်းရဲ့တွေးခန်းရှောင်းနေတဲ့ခန္ဓာကိုယ်ကိုကျဉ်ကျဉ်နနာပွေဖက်ခဲ့လိုက်ကြတာပေါ့အဲ့ဒါကွိုင်းကွိုင်းလို့អော်တဲ့တရဲတွေပဲဦးလေးရသူတို့ကပုံစံမျိုးမျိုးပြောင်းနိုင်တယ်တင်တယ်ကျွန်တော်တို့တွေကဂယုစိုက်တော့မှရမယ်ဗျာ ကျွန်တော်လည်းကြားပဲကြားဘူးလားဗျာအခုမှပြင်မှာလက်တွေ့မြင်ဘူးတော့ဘယ်လိုလုပ်ရမလဲမသိပါဘူးဗျာမင်းဆွေလည်းမငုံမိအောင်စိတ်ထိန်ထားရင်တငယ်ချင်းဖြစ်သူရဲ့အလောင်းကိုစကန်းစီပြန်သေးသွားခဲ့ပါတော့တယ်။နောက်တနေ့မနေ့ခင်မှာတော့လေတူဟာဝမ်းထဲပူဆွေးမှုတွေနဲ့ပြင်းထန်လို့နေခဲ့တော့တာပေါ့။မြေဆိုင်တို့တုံးရောက်လဲကောင်းနှက်ခက်ပင်အောက်မှာငရှမ်းကိုမြုပ်ပေးခဲ့လိုက်ပါတော့တယ်။ငရှမ်းရဲ့အုတ်ကူလေးကိုကြည့်ရင်တုံးရောက်သားစုံးနေစွာနဲ့ရက်လုံးနေခဲ့ကြတာပေါ့။ အခုချိန်မှာတော့သူနဲ့အရန်ကိုယဉ်နီခဲ့တဲ့တောလိုက်ဖို့တငယ်ချင်းဟာဘယ်တော့မှပြန်မလာနိုင်တော့ဘူးဆိုတာကိုတွေးရင်မြင့်ရှင်တရားပါတက်ကနေမျက်ရည်တွေအတွန်တွန်စီးကြလာခဲ့ပါတော့တယ်။စိတ်မပူပါနဲ့ကွာတငယ်ချင်းရာမင်းရဲ့အမေကိုငါကိုယ်တိုင်မျိုးပေါ်ကဆရာဝန်စီကိုလိုက်ဖို့ပေးပါမယ်။နောက်ဘဝဆက်တိုင်းဆက်တိုင်းအေးချမ်းတဲ့ဘဝမှာနေရပါကြည်ကွာ။သူများတက်လို့မတိပါစီနဲ့ကွာ။အခုတော့မင်းအရင်ဆုံးသွားနေအောင်ပေါ့ကွာ။နောက်ဘဝကြမှာအရှိဆုံးတငယ်ချင်းတွေဆက်လုပ်ကြတာပေါ့။ မြေရှင်လည်းမျက်ရည်မကြအောင်တားနေတဲ့ကြားကနေပဲမျက်ရည်တွေဟာပားပြင်ထက်ကိုစီးကြလိုလာခဲ့ပါတယ်။တွေ့ကြလာတဲ့မျက်ရည်တွေကိုသုံးရင်ငုံနေတော့မှာပဲတတိပိုင်ဟာမြေရှင်ရဲ့ပကုံးကိုပုတ်လို့နှစ်သိမ့်လို့ပေးနေခဲ့တော့တာပေါ့။ဥပိုင်နှစ်သိမ့်လေးလေးမြေရှင်တရားဝမ်းနေလေလေးပဲပေါ့။မြေရှင်အခုချိန်မှာမင်းဝမ်းနေနေရဆိုတော့ကိုမသိပါရဲဆက်သွားမလားရဲနိုင်မလားမင်းသဘောပါပဲကွာ။ငါအတင်းကျပ်မလုပ်ခိုင်းပါဘူးကွာ။ လူအတက်တော့ဘယ်အရာကမှအရေးမကြီးပါဘူးကွာမင်းရဲ့အဆုံးအဖြတ်ကိုပဲငါနားထောင်ပါပါကဲပြောမင်းအခုမလုပ်ရှိလဲမင်းရဲ့စကားအတိုင်းပဲအားလုံးလိုက်နာကြမှာပါကွာမြေရှင်တရားဖြင်းချင်းစွာလှဲ့ပြီးတထေးပိုင်ကိုကြည့်ခဲ့လိုက်ပါရယ်ဝန်းနေနေတဲ့မျက်လုံးရဲ့နောက်ွယ်မှာတော့ဘလောက်တောင်စိတ်ပြတ်အားငယ်နေမလဲဆိုတာဥပိုင်ခံစားနေခဲ့မိချတာပါဗျာအဲ့ဒီကိစ္စတော့စိတ်မပူပါနဲ့ဗျာကျွန်တော်ဂတိပေးပြီးပြီဆိုရင်ဂတိအတိုင်းလှုပ်တတ်တဲ့သူပါ ျွန်တော်ရဲ့ကိုရေးကိုတာနဲ့အလောက်ကိုခွဲတက်ပါတယ်။ဥပိုင်သွားခြင်းတဲ့နေရာကိုအရောက်သွားကြတာပေါ့ဗျာ။ဥပိုင်ကငရှိုင်းအမိကိစ္စကိုမမေ့ပါနဲ့။ထောက်ပံ့ပေးနေတဲ့အဓိကလူမရှိတော့ဘူးဆိုတော့ငရှိုင်းအမိကို ပြစ်မထားပါနဲ့ဗျာ။ကျွန်တော်ကိုဂရီးတစ်ခုပဲပေး။အဲ့ဒါကျွန်တော်တို့အမိတွေကိုပြစ်မထားပါဘူးဆိုတဲ့ဂရီးဗျ။တထေးပိုင်ကလည်းခိုင်မာတဲ့လေတန်းနဲ့ပြန်ပြောရင်မြင့်ရှိန်တောင်းထားတဲ့ကလေးကိုပေးခဲ့လိုက်ပါရဲ့။ဒါပေါ်လုတ်ပေးရမှာပေါ့ကွာ။စိတ်ချပါမြင့်ရှိန်ရာ ငါဘိုးဘွေးတွေကတိတ်မယိုးသားခဲ့ပြီမဲငါကတော့တစ္ဆာတရားကိုအရာရာချက်တန်ဖိုးထားတယ်ကွာမင်းစိတ်သာရှာကွာဒီအခီးပြီးလို့အိမ်ပဲရောက်တာနဲ့ငရှမ်းမေကိုအရက်သွားကြည့်ပါမယ်စိတ်ရှာမင်းတို့အမေတွေကိုငါပြစ်မထားဘူးငါအတန်းနဲ့အာမခံပါရဲကွာဖီကောင်ကွိုင်းတရေရီရဲ့ရှေးရီဟာတပတ်သေးတာရှိပြီးခြေချောင်းရီကတော့သူတို့သွားရရဲ့စန်းကျင်ဘက်ကိုလှည့်နေတတ်ပါတယ်။တရေရီရဲ့ရှေးရအတိုင်းမြင့်ရှိန်နဲ့ဦးလေးပိုင်တို့နှစ်ယောက်လည်းတရေရီသွားတဲ့လမ်းကြောင်းအတိုင်းလိုက်ကြတော့တာပေါ့။ လိုက်နေရင်လည်းရှေးရာတွေကိုရှာမပြေတော့တာမျိုးလဲကြုံရကြပါသေးတယ်။ပျောက်သွားတဲ့ရှေးရာတွေကိုစူးစားရှာရင်အရှိကိုခရီးဆက်ခဲ့ကြရတာပေါ့။တို့ရဲ့ရှေးရာကိုနောက်ရောက်ခံလိုက်ရင်နေ့လယ်ပိုင်းရောက်တဲ့အခါမှာတော့မြစ်တစ်ခုကိုရောက်လာခဲ့ကြပါသေးတယ်။ရှေးရာတွေဟာမြေရှောင်းသားကိုရောက်တဲ့အခါမှာတော့လုံးဝရှာမရပဲပျောက်ကွယ်လို့သွားခဲ့တာပေါ့။ဘယ်လိုလုပ်ကြမလဲမြင့်ရှင်ကြီးဒီတိုင်းဆိုရင်ငါတို့အဲ့ကောင်တွေကိုဘယ်လိုရှာမလဲကွာမတွေ့ရင်တော့အဆင်မပြေဘူးဒုက္ခပါပဲ။ ကျွန်တော်အတွေ့ကတော့နှစ်ဖက်ခွဲပြီးချာရင်ပိုကောင်းမယ်လို့ထင်တယ်ဗျကျွန်တော်ကတလန်းသွားမယ်ဦးလေးတို့နှစ်ယောက်ကတလန်းသွားပေါ့တစ်ဖက်ထဲကျတော့ရှီယာခံကိုခက်လိုက်မယ်ကြောက်တုံးတွေဘေးကနေအနုစိတ်တေးရှာရှာမှသူတို့ကိုရှီယာခံနိုင်မှာဗျဦးလေးတို့အဆင်ပြေရဲ့လားကျွန်တော်နဲ့လူခွဲချာရမယ်ဆိုရင်လေဒါပေမဲ့အခုတော့လူမခွဲသေးပါဘူးတော်ရဲရောက်မှပဲလူခွဲကြရအောင်ဗျာဒါဆိုကျွန်တော်တို့တော်ရဲဝင်ကြည့်ကြရအောင် တတိယပိုင်းနဲ့ဥဆွေတို့ကလည်းသဘောတူခဲ့လိုက်ပြီးတော်ရဲကိုဝင်သွားခဲ့ကြပါတော့တယ်။တော်ရဲမှာအချိန်တစ်ခုကြာအောင်ရှာပြီးတဲ့နောက်မှာတော့ဘာအရေးအယံကိုမှမတွေ့ခဲ့ဘူးပေါ့။တစ်တော်တစ်ခုလုံးဟာအုံမိုင်းလိုနေပြီးအေးစိမ့်လိုနေပါရယ်။ခြေဆက်လျှောက်လာတဲ့အခါမှာတော့လမ်းတစ်ခုကိုမြင်လိုက်ရတာပေါ့။လမ်းနှစ်သွဲကိုမြင်တာနဲ့လမ်းခွဲပြီးရှာချဖို့အတွက်ဆုံးဖြတ်ချက်ရှာခဲ့လိုက်ကြပါရယ်။သူတို့ခွဲပြီးတော့မရှာရသေးခင်မှာပဲစမ်းကြောင်းဘက်ကနေအတန်တွေထွက်လို့လာခဲ့ရတာပေါ့။ ။ကွိုင်းကွိုင်းဆိုတဲ့အတန်ကျဲကြီးတွေထွက်လာပြီးတဲ့နောက်မှာတော့တခြားတစ်ဖက်ကနေကွိုင်းကွိုင်းလို့ဩတဲ့အတန်တွေဟာတတော်လုံးကိုပဲ့တင်ထက်လို့သွားခဲ့ပါရဲ့။ကြည်ရတာကတော့တကောင်နဲ့တကောင်ကွဲသွားကြတဲ့အတွက်အဆက်ပေးပြီးပြန်ခေါ်နေကြတဲ့ပုံပါပဲ။မြင်းရှင်လည်းအားလုံးကိုတိတ်တိတ်ကလေးနေဖို့လက်ဟန်ပြခဲ့လိုက်ပြီးစမ်းချောင်းဘက်ကိုချက်ချင်းပြန်လာခဲ့ရတာပေါ့။မကြခင်မှာပဲသူတို့ရှာနေတဲ့တတဝါကိုမြင်ခဲ့လိုက်ကြရပါပြီအဲ့ဒီတရေဟာတာမန်မျိုးဝယ်တကောင်နဲ့တူပါရီ ကလေးရွယ်သာရှိပြီးကြောက်တုံးတစ်ဖက်နဲ့တစ်ဖက်ကိုခုံကူးနေခဲ့တော့တာပေါ့ခုံကိုလည်းအာယူနေကြရပြီးကွိုင်းကွိုင်းလို့လည်းအော်ဟစ်နေပါသေးတယ်။အဲ့ဒီတရေဟာမင်းညာကငရှမ်းကိုတတ်သွားခဲ့တဲ့တရေတွေနဲ့စင်တူတာပေါ့။တရေလေးကလည်းဘေးပပလဲကိုစိုးရိမ်ကြီးကြီးနေပုံရပြီးတယောက်ယောက်ကိုအော်ခေါ်နေတယ်လို့ပါပဲ။ ။နောက်ဆုံးမှာတော့အရှားတစ်ဖက်ကနေခြေတော်တစ်ချောင်းသာပါတဲ့တရေတွေရောက်ရှိလို့လာခဲ့ကြတာပေါ့။သူတို့ရဲ့ခန္ဓာကိုယ်ဟာမီးလောင်ထားသလိုဖြစ်လို့နေပြီးအမြင်ကြီးကိုခုံကတစ်ဖက်ကန်းကိုကူးလို့သွားခဲ့ကြတာပေါ့။ကြီးအရာကတော့စောနာကအော်တဲ့ကောင်ကိုလာခေါ်တာဖြစ်ပုံရပါတယ်။သူတို့ရဲ့ခေါင်းတွေမှာတော့ထိုးဆန်းစွာနဲ့ရွှေတရဖူကွင်းလေးတွေကိုတက်ဆင်ထားကြတာပေါ့။အဲဒီချိန်မှာဦးလေးစွေဟာအရှိကပြင်မှတ်ကိုပြဖို့အတွက်တနက်ကိုပြောက်ခဲလိုက်တော့တာပေါ့။တတိပိုင်းကလည်းလက်နဲ့ကားရင်ချက်ချင်းတားမြစ်ခဲ့လိုက်တော့တာပေါ့ တရဲတွေကိုကြောက်တုံးတွေပေါ်ကခုံပြီးတောရဲ့တစ်ဖက်ရှမ်းမှာရှိတဲ့သူတို့အိမ်ကိုပြန်ဖို့အတွက်ခွင့်ပြုခိုင်းခဲ့လိုက်တော့တာဗောမင်းတို့မြင်ပြီလားသူတို့ခေါင်းပေါ်ကအရာကိုမြင်လိုက်တယ်မဟုတ်လားငါပြောပါတယ်တောထဲမှာတကယ်ရွှေတွေရှိပါတယ်လို့ဒီလိုဆိုငါတို့သွားရှင်တဲ့နေရာကိုရောက်တော့မယ်ထင်တယ်ကွာလာကြဟေးတက်ကြွတဲ့ရှင်းလန်းနေနဲ့ခေးဆက်ကြရအောင်ဦးလေးဆွေကလည်းခေါင်းညိမ့်ပြခဲ့လိုက်ရင်ဦးလေးပိုင်ပြောတာတွေကိုထောက်ခံခဲ့လိုက်ပါတော့ဟုတ်တယ်တတိပိုင်ကျွန်တော်မြင်လိုက်တယ်ဗျာ မြင်းရှိန်တရားတထေးပိုင်းနဲ့ဦးလေးစွေတို့စကားတွေကိုမကြားခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့သူ့ရဲ့စိတ်တွေဟာပုံကြီးเจ้าမှနေတဲ့သူ့အဖိုးပြောပြမှုတွေပုံမြင်တွေကိုပြန်ကြားရောင်နေခဲ့လို့ပါပဲ။လူတိုင်းဟာတော်ထဲမှာရွှေတွေရှိတယ်လို့ပြောပြတဲ့သူ့အဖိုးကိုယူနေပြီလို့ဆိုကြပါရစ်။ဒါပေမဲ့အခုချိန်မှာတော့သူ့အဖိုးမယူပဲတကယ်ပြောနေတယ်ဆိုတာကိုမြင်းရှိန်သိလို့တောင်းခဲ့ရပါပြီ။ဦးလေးပိုင်ကလည်းအတွေးလွန်နေတဲ့မြင်းရှိန်ကိုခေါ်ခဲ့လိုက်ရင်ခီးဆက်ဖို့အတွက်ပြောခဲ့လိုက်ကြတာပေါ့။ မင်းရှိန်ဟာအတိစိတ်ပြန်ဝင်လာတာနဲ့ဦးလေးပိုင်ကိုသာခြေဆုံးကလမ်းပြဖို့ပြောခဲ့လိုက်ပါတော့တယ်။ဘာကြောင့်လဲဆိုတော့ဦးလေးပိုင်ပြောခဲ့တဲ့စကားတွေဟာအမှန်အတိုင်းဖြစ်နေခဲ့လို့ပါပဲ။အခုချိန်မှာတော့လမ်းပြသူဟာမင်းရှိန်မဟုတ်တော့ပဲတတိပိုင်ဖြစ်လို့သွားခဲ့ရပါပြီ။တရေကွိုင်းနေတွားရလမ်းကြောင်းဟာတကယ်ပဲတတိပိုင်ပြောခဲ့တယ်လို့ငှက်မီးနဲ့တစ်ပင်ကြီးရှိရာကိုဦးတီလိုနေခဲ့တာပေါ့။တော့ရောက်တာတဖြည်းဖြည်းသွားလာလိုက်တာတောနဲ့ကြီးရဲ့အလဲဘိုးကိုရောင်မှန်းမသိရလို့လာခဲ့ကြတာပါ။ ။တတိပိုင်းတီးတဲ့အကြောင်းအရာတွေဟာသူ့ရဲ့အဖို့ပြောပြတာတွေနဲ့ထက်ထူကြမကြကိုမြင့်ရှင်အရန်သိကျင်နေခဲ့ပါရယ်။ရုတ်တရက်တတိပိုင်းလဲတွားနေရဲ့ရှီလန်းတွေကိုရက်ခဲလိုက်ပြီးထိုင်ရှားကမြေပြင်ကနေဒဇုံတစ်ခုကိုကောက်ယူလို့ပေါင်းမီနဲ့ပို့ကြည့်ခဲ့လိုက်ပါရယ်။အဲ့ဒါဘာလဲဦးလေးပိုင်းဦးလေးပိုင်းဘာကောက်တွေ့တာလဲဗျ။တတိပိုင်းလဲတော်ရဲမှာအလေးရောင်မလုံလောက်တဲ့အတွက်မြင့်ရှိန်မေးတဲ့စကားကိုမဖြေခင်ကောက်ရတဲ့ပစ္စည်းလေးကိုတံမီးနဲ့ဖွင့်ကတေချောင်းထိုးကြည့်လိုက်ပါတော့ရေ။ဒါ ဒါရွှေလက်ကောက်မဟုတ်လားသိကြပါရဲ့ဒါရွှေလက်ကောက်ပါဦးလေးဆွေလေးတီးကျင်စိတ်ကိုထိမရတော့ပဲတထေးပိုင်ကင်ထားတဲ့ရွှေလက်ကောက်ကိုအနိကက်ကြည့်ခဲ့လိုက်ပါတော့တယ်ဟုတ်တယ်တထေးဟုတ်တယ်ဗျဒါစွန်းနာကတရဲကွမ်းကြီးရဲ့ခေါင်းပေါ်မှာမြင်လိုက်ရတဲ့ပုံစံနဲ့ခက်ဆင်နေပဲဗျဒါဆိုသူတို့ခေါင်းပေါ်ကရွှေလေးပေါ့နော်မြင်းရှင်ရဲ့ခေါင်းထဲမှာတော့အခုထိအတွေးတွေနဲ့သာပြည့်နေခဲ့ပါသေးတယ် ဦးလေးပိုင်ပြောတဲ့စကားတွေကိုနားထောင်လိုက်သူအဖိုးပြောပြတာတွေကိုပြန်လဲကြားရအောင်လိုက်နဲ့အလုပ်တွေချုပ်လုပ်နေခဲ့ပါတယ်။တည်ရင်စိတ်ကိုထိမ့်မရတော့တာကြောင့်ဦးလေးဆွေရှိမှပဲရွှေတွေဘယ်ကလာတယ်လဲဆိုတော့ကိုမေးမြန်းခဲ့လိုက်တော့တာပေါ့။ဒါနဲ့ဦးလေးပိုင်ဒီကောင်တွေရွှေကိုဘယ်ကနေရလာတယ်လို့ထင်လဲဗျ။ဦးလေးပိုင်သိရမဟုတ်လား။ဒါငါအဖိုးရဲ့ယတနာတွေပဲ။လာကွာသူတို့နောက်ကိုလိုက်ကြမယ်။ပြီးမှငါအကြောင်းစုံကိုရှင်းပြပါမယ်ကွာ။ ီလိုနဲ့တရဲရီရဲ့နောက်ကိုလိုက်သွားကြရင်ညနေ၄နာရီအချိန်ကိုရောက်လာခဲ့ကြပါတော့တယ်။မြင်မြန်မှောင်လာတဲ့နေရောင်ကြီးကြောင့်မြေပြင်ကိုအလင်းမရောက်နိုင်တော့ပါဘူး။မြေရှိန်တရားစိုးရိမ်ပူပန်နေခဲ့ပေမဲ့လို့လေဦးလေးပိုင်နဲ့ဦးလေးဆွေတို့ကတော့ လမ်းတစ်လျှောက်မှာကောက်တွေ့တဲ့လေဆွဲနဲ့လက်စောလက်ကောက်တွေကိုကြည့်ရင်ပျော်ရွှင်နေခဲ့ကြတော့တာပေါ့အဲ့ဒီချိန်မှာပဲရုတ်တရက်ရှုံလွယ်ပိတ်ပေါင်းတွေရဲ့အနောက်ကနေတရဲတွေရဲ့ကွိုင်းဆိုတဲ့အတန်ထွက်ပေါ်လာခဲ့ပါတယ်။မြင်းချိန်နဲ့ဦးလေးပိုင်တို့နှစ်ယောက်ကလည်းအတန်ကြောင်းရှည်လန်းတွေရက်လိုက်ကရှုံပုတ်သေးကိုဂီယူဆိုင်တိုးဝင်လို့သွားခဲ့တာပေါ့ရှုံပုတ်နောက်မှာတော့လွင်ပြင်တစ်ခုရှိလို့နေပြီးဖီကောင်ကွိုင်းအုပ်စုစုစုဝင်နေတာကိုတွေ့လိုက်ရတော့တာပေါ့ဗျာ။ အားလုံးရဲ့မျက်လုံးတွေဟာအမောင်ဖုံးသွားတဲ့လေတုနဲ့အသားကျလာခဲ့ပါတယ်။တရဲတွေရဲ့အနောက်ဘက်မလန်မကန်းနေရာမှာတော့ဇူးချွန်အဖူးအထွတ်တွေနဲ့ပြည်နေတဲ့တစ်ပင်ကြီးတစ်ပင်ရှိလုံနေတာပေါ့။အဲ့ဒီတစ်ပင်ကြီးဟာအရှားတစ်ပင်တွေထက်ပိုမိုထင်ရှားစွာရပ်နေတာကိုတွေ့ခဲ့လိုက်ကြရပါတော့တယ်။သူရဲ့ပင်စီတွေဟာကြီးမားပြီးလုံးဝအနက်ရောင်ဖြစ်လုံနေခဲ့ပါတယ်။တတိပိုင်းကလည်းတပင်ကြီးကိုမြင်လာနဲ့သူအဖိုးပြောပြတဲ့အပင်ဆိုတာကိုသိလို့သွားခဲ့တာပေါ့အဲ့ဒါအဲ့ဒါနှမီးနဲ့ပဲပဲကွာပြေးပြီ တွေ့ပြီကွာနောက်ဆုံးတော့ငါရှာနေတဲ့ပင်ကိုတွေ့ပြီဒါဆိုတတိဖိုးရဲ့ယန္တရာတွေကအဲ့ဒီတပင်ရဲ့နောက်မှာရှိရမယ်ဗျာတတိသူတို့ကစဲကောင်းတာမပြည့်ဘူးဗျာလာတော့တိုက်မယ်တတိကိုပစ္စည်းကိုပြန်ယူကြတာပေါ့ဗျာ ။ဦးလေးဆွေဟာစကားပြောနေရင်လည်းတထေးပံရဲ့ခွင့်ပြုချက်တော်မှာစောင်းပဲမျက်စိရှိမှရှိတဲ့တရေတွေကိုတနက်နဲ့ပြစ်ခတ်ခဲ့လိုက်ပါတော့တယ်။မထူးဆက်ခင်ပြီးမျက်ချိန်နဲ့တထေးပံတို့ကလည်းဦးလေးဆွေနဲ့အတူလိုက်လံပြစ်ခတ်ရတော့တာပေါ့။တနက်တန်တွေဟာတော်ရင်းမှာဟိတ်ထွက်လာတဲ့အခါမှာတော့တရေအလုံးလန့်ဖြန့်ပြီးခုံပြန့်ထွက်ပြေးကြပါတော့တယ်။ပြေးတဲ့အကောင်တွေကပြေးပေမဲ့ကြံတဲ့အကောင်တွေဟာအရှိကိုတက်လာပြီးမြေရှိန်တို့ကိုအသေးခံကတိုက်ခိုက်တော့တာပေါ့ ။ဦးလေးဆွေရဲ့အနီးနားကအကောင်တွေဟာတခြားအကောင်တွေထက်ပိုကြီးပြီးပိုမြန်လွန်းလာပါရဲ့။ဒူဆန်စွာနဲ့ပဲတရေအဖွဲတွေကတရေတကောင်ကတော့ချင်းနှောင်းရှိလို့နေတာပေါ့။အဲ့ဒီတရေဟာမြင့်ရှိန်တို့ဘက်ကိုလှဲရင်ကြေလောင်စွာအော်ဟစ်ပြီးတဲ့နောက်မှာတော့ငှက်မြီးနဲ့တစ်ပင်ကြီးရဲ့အနောက်ကိုထွက်ပြေးလို့သွားခဲ့ကြပါတော့တယ်။ဦးလေးဆွေကလည်းထွက်ပြေးသွားတဲ့တရေနောက်ကိုလိုက်လို့သွားခဲ့တာပေါ့။တပင်ကြီးနာကိုရောက်တဲ့အခါမှာတော့တရဲဥမတွေ့ရတော့ပဲတပင်ရှည်ရင်နာကရွှေအပြည့်ပါတဲ့တက်တာအမြောင်များကိုသာတွေ့ခဲ့လိုက်ရပါတော့တယ် ဦးဆွေလည်းအမြင်မောင်းပါဆိုတာကြောင့်ဓမီကိုထွန်းပြီးချွေတတကြီးတွေကိုတိတိကျကျကြီးခဲ့လိုက်တော့ပါဦးဆွေရဲ့စိတ်ထဲမှာလည်းတတိကိုတဝက်ပေးပြီးသူတဝက်ယူမယ်လို့တွင်းနေခဲ့ပါတယ်ဒီစည်းစိမ်တဝက်သားရရင်သူ့မိသားစုတွေဒီတသက်စားမကုန်တော့ဘူးလို့တွင်းရင်ဝမ်းသာလို့နေခဲ့တော့ပါစိန်ကြကြနေရမယ့်ဘဝကို စိတ်ကူးရင်ရင်စိတ်ကူးနဲ့ယူနေခဲ့သူဟာဦးလေးဆွေပါပဲ ဝမ်တာလွန်တာကြောင့်မဝင်းချင်ပါရှိတဲ့အရာအလုံးကိုတော့မိတ်လို့သွားခဲ့ရပါပြီ။တစ်ဖက်မှာလည်းဦးလေးစေးပျောက်သွားတဲ့အတွက်မြစ်ရှိန်တရားအယံကိုစိုးရိမ်လုံနေခဲ့တော့တာပေါ့။ပုံမှန်ထက်အချိန်ကြာနေတာကြောင့်တခုခုလွဲနေပြီးလို့မြစ်ရှိန်တွေးလိုက်မိပါရီ။ဒါကြောင့်တင်းနေတဲ့တရေတွေကိုအကြည့်လွဲရင်းဦးလေးစေးကိုလိုက်ရှာကြဖို့အတွက်ပြောခဲ့လိုက်ကြတော့တာပေါ့။ဦးလေးပိုင်ဦးလေးစေးကိုသွားကြည့်ရအောင်ဗျာ။တခုခုထူးဆန်းနေတယ်လို့ပဲအခုထိပြန်မလာသေးဘူး။ဘာများဖြစ်နေတာပါလဲ။ကျွန်တော်စိတ်ပူလာပြီဗျာ။ ကျွန်တော်တို့ဦးလေးဆွေနောက်ကိုလိုက်သွားကြရအောင်ဗျတတိပိုင်းလဲခေါင်းကြီးပြခလိုက်ပြီးမြင်းရှင်နောက်ကိုလိုက်သွားပါတော့တယ်။တိပင်းနောက်ကိုရောက်တဲ့အခါမှာတော့ဘသူ့ကိုမှမတွေ့ရပဲယန္နာတစ်တာပုံကြီးကိုသာတွေ့ခဲ့လိုက်ကြရတော့တာပေါ့။တတိပိုင်းကလည်းအလွန်အင်မတန်မအကိုစိတ်လှုပ်ရှားလို့သွားခဲ့ပြီးအရာအလုံးကိုမေ့လူညီပါဖြစ်လို့သွားခဲ့တာပေါ့။ အဲ့ဒီချိန်မှာပဲဦးလေးစွေရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုသွေးတွေစုံနေတဲ့တရေအားမြင်လိုက်ရတဲ့အတွက်အယံကိုဒေါသထွက်လို့သွားခဲ့ပါတယ်။တတိပိုင်းလဲချစ်တပြအားနဲ့ပြေးသွားရင်သွေးစုံနေတဲ့တရေကိုအားကုန်ကန်ရှာခဲ့လိုက်တော့တာပေါ့။တရေဟာထွက်ပြေးဖို့ပြင်ဆင်နေချိန်မှာတော့မြင်းချိန်တယောက်တနက်နဲ့အနီးကပ်ပြစ်ခတ်ခဲ့လိုက်ပါတယ်။တရေရဲ့ဥကောင်တစ်ခုလုံးပျက်စီးလို့သွားခဲ့ပြီးနေရာမှာတင်တိတ်ဆုံးလို့သွားခဲ့တာပေါ့။အိုးပြမဖြစ်ရလေငါဆွေရာဟာ ။တတိယပိုင်းလေမြေပြင်ပေါ်ထိုင်ရှားရင်သူနဲ့အရင်ဒီဆုံးကားသမားရဲ့ခန္ဓာကိုယ်ကိုဝမ်းနဲ့ကြည်ခွဲမှုအပြည့်နဲ့ပြေဖက်ထားခဲ့လိုက်တော့တာပေါ့။မြင်းရှိန်တယောက်တငယ်ချင်းဖြစ်သူငချမ်းကိုတတိယသွားပြီးပါထက်မှာရဲရဲစားတွေစီးကြလာကအဲ့ဒီမြင်ကွင်းကိုဝမ်းနဲ့ပူဆွေးတဲ့အကြည့်တွေနဲ့ရဲကြည့်လို့နေခဲ့လိုက်တော့တာပေါ့။ ငှက်ရှမ်းဆုံးပြီးတိတ်မကြခင်မှာပဲဦးလေးစွေကိုထတ်ဆုံးရှုံးခလိုက်ရပြန်ပါပြီဒီအရာတွေအားလုံးဟာမြင့်ရှင်အဖိုးပြောခဲ့မှုတဲ့ဇာတ်ရည်တွေကတစ်တော်ရဲ့ကျင်စာဖြစ်လိမ့်မယ်လို့မြင့်ရှင်တွေးရင်ဝမ်းနည်းလို့နေခဲ့ပါတော့တယ်လူရခံရတဲ့ရွှေတွေပါတောင်းနဲ့အတူကျင်းစာတင်လာခဲ့ကြပြီးရတနာတစ္တာနဲ့ပတ်သက်သူတိုင်းကလည်းအသက်ဆုံးရှုံးကြရပါဗျ။အဲ့ဒီအကြောင်းအရာတွေကို တွေးမိတဲ့အခါမှာတော့ဖုံဖုံရဲ့စကားတန်တွေဟာနားတွေပဲ့တင်ထလို့လာခဲ့တော့တာပေါ့။လက်ဖွဲမပြောစင်းနဲ့ လောဘမကြီးနဲ့အေးပေါ်လာရင်ကိုုံမောင်မမနေနဲ့အဲ့ဒီချိန်မှာပဲရုတ်တရက်တစုံတစ်ခုလှောက်ရှားနေတယ်လို့မျိုးအတန်တစ်ခုထွက်ပေါ်လာခဲ့ပါရီကြားရတဲ့အတန်တွေဟာဘာအတန်မှန်မျက်ရှင်မသိတာကြောင့်မြေပြင်ပေါ်မှာဝေရှားရင်နားနဲ့မြေကြီးကိုကပ်ပြီးနားထောင်ခဲ့လိုက်ပါရီကြားလိုက်ရတဲ့အတန်တွေဟာအလွန်အင်မတန်ဝါကိုကြောက်စရာကောင်းလို့နေပြီးအုပ်စုလိုက်လာနေတယ်လို့မြေကြီးတောင်တုံခါလို့နေခဲ့တော့တာပေါ့ဗျာဦးလေးပိုင်ထွက်ပြေးတော့သူတို့လာနေကြပြီဗျာအမြန်ပြေးအမြန်ပြေးရအောင်ဗျာ နေပါအောင်ကွာငါရဲ့အဖိုးပိုင်းရဲ့ရွှေတွေကိုတော့ယူသွားပြစီအောင်လာပါကွာငါ့ကိုရွှေတွေအိတ်ထဲထဲကိုကူညီပါအောင်ဒီလောက်ခက်ခက်ခဲခဲလာခဲ့ရတာနင်းနေတော့ယူသွားရမှာပေါ့လာလာမမြတ်ထဲကြစို့တတိပိုင်းဟာဘလုံးမတားမရပဲရွှေတွေကိုစုပ်ကန်ရင်ကြောပွေတဲထဲနေခဲ့ပါရယ်ဦးလေးရအရင်ပြေးကြရအောင်ဗျအသက်ကိုအရင်ကယ်တင်ကြရအောင်ပါဒီရွှေတွေကိုတဲနေမယ်ဆိုရင်တော့ကျွန်တော်တို့အသက်မရှင်နိုင်ဘူးဗျလာပါဗျာကို့အရှင်တွေကိုတည်ဆမ်းပါ တထေးပိုင်ဟာဒေါသကြီးမြင့်ရှိန်ကိုကြည်ရင်မေးလိုက်ပါတော့ရေဘေးဘာပြောလိုက်ကြလဲကွာငါဘိုးဘေးရဲ့ရွှေတွေကိုထားခဲ့ရမယ်ဟုတ်လားမြင့်ရှိန်ပြန်မဖြေရသေးခင်မှာပဲတောအုပ်တစ်ခုလုံးပေါ်လို့ရိုက်လို့သွားခဲ့ပြီးတရဲအကောင်90ခန်းဟာခုံပြင်းရင်သူတို့စီကိုလာနေခဲ့ကြပါရေပြေးဦးလေးပိုင်ပြေးမြင့်ရှိန်လည်းတထေးပိုင်ရဲ့လက်မောင်းကိုဆွဲထုတ်လိုက်ပြီးပြေးဖို့အတွက်ကူညီပေးခဲ့ပါရေတနက်နေ့တရဲတွေကိုအဆက်မပြတ်ပြစ်ခတ်ပေးရင်အရှိန်ကိုအသက်နိုင်ဆုံးဆွဲထားပေးခဲ့ရပါဘော မြေရှင်ရဲ့တနန်းနဲ့ပြက်ခတ်ခံလိုက်ရတဲ့တရေတွေဟာမြေပေါ်ကိုလွင့်စင်ရင်းလဲကျလို့သွားခဲ့တာပေါ့မြေရှိန်နဲ့တထေးပိုင်တို့ကလည်းအခွင့်ကောင်းอยู่ကချုပ်ထွေးမှုတွေရဲ့ကြားကနေပဲထွက်ပြေးကြရင်တရေတွေအနောက်ကနေမလိုက်နိုင်သေးဘူးအတွက်အချိန်တိုင်းနောက်လည်ပြက်ခတ်ခဲ့ကြပါရည်မြေရှိန်နဲ့တထေးပိုင်တို့ကလည်းမှောင်မိုက်တဲ့ဒေါအုပ်အတွင်းလဲကျလိုက်ထွက်ပြေးလိုက်နဲ့အချိန်ကြာတဲ့အထိတန်တရားလဲလို့နေကြတာပါ ဘလောက်တောင်ပြေးလိုက်မှမတီးပဲတရေရီရဲ့အတန်ကိုတောင်မကြားရတော့တဲ့အတီပါပဲတရေရီရဲ့အတန်ကိုမကြားတော့မှပဲသူတို့နှစ်ဦးစလုံးအမောဆိုးကထိုင်ရှားခဲ့လိုက်ကြတော့တာပေါ့အသက်လူကြီးပြေးရတာကြောင့်တထေးပိုင်ခမရခဲရခဲစီရလာတဲ့ရွှေအိတ်ကလေးကြပြောက်ခဲ့ရှာပါတယ်ပျောက်သွားတဲ့အတွက်အလွန်အင်မတန်မှကိုစိတ်မကောင်းဖြစ်ပေမဲ့လို့လည်းနှစ်ယောက်ပေါင်းကြီးစံ၁၀တောင်းဝယ်ကျန်နေဆိုတာကိုတီးလိုက်ရတဲ့အချိန်မှာတော့ရွှေအိတ်ပြောက်လို့ဝမ်းနေတဲ့စိတ်ကပျောက်ွယ်လို့သွားခဲ့ပြီးပူပန်တဲ့အတွေးတွေသာကြံ့ရည်ခဲ့ပါတော့တယ် အခုထိလည်းတောလဲထဲမှာပဲရှိသေးတာကြောင့်အသက်ရှင်နိုင်ပါမလားဆိုတော့ကိုဘယ်သူမှမခံမနိုင်ခဲ့ပါဘူး။ရှင်ရှင်ဝါလုံးနေအောင်အသက်ရှင်နိုင်ပါမလားကွာဒီတိုင်းဆိုတောထဲမှာပဲတေးရတော့မယ်ထင်တယ်။တတိပိုင်းလဲတိပင်းတပင်ကိုမှီထိုင်းရင်သူ့ရဲ့ကံကြမ္မာကိုလက်လျှော့လိုက်တဲ့ဟန်နဲ့မျက်နှာပြက်လုံနေခဲ့ပါရီ။အဲ့အရင်မတွေးချင်ဘူးဗျာ။ဒါကကျွန်တော်တို့နေအောင်ရဲ့ကံကြမ္မာပေါ်ပဲမူတည်တယ်ဗျာ။လာပါဗျာဆက်သွားကြရအောင်။ မြင်းချိန်တရားအာတင်းရင်ပြုံးလိုက်ကဆက်သွားဖို့အတွက်ထားရခဲ့လိုက်ပါတယ်တတိပိုင်းကတော့ထားဖို့အတွက်အစီအစဉ်မရှိဘဲထိုင်သာထိုင်နေခဲ့တော့တာပေါ့အဲ့တော့မောင်းဝဲနေတော့မတို့ကဘလို့သွားကြမှာလဲကွာမောင်းနေတာနဲ့ငါတို့ဒီတော်ထဲမှာလမ်းပြောင်းနေလိမ့်မယ်လမ်းကိုမမြင်နိုင်ရင်ငါတို့ဒုက္ခရောက်တော့မှာဩကွာကျွန်တော်တို့အသက်ရှင်ဖို့အတွက်လှုပ်စရာတစ်ခုလည်းပဲရှိတော့တယ်ဗျာမြင်းချိန်လဲဖြင်းချင်းစွာပြောခဲ့လိုက်ပြီးနောက်ဆုံးအချက်ဉဏ်ကိုထုတ်သုံးဖို့ဆုံးဖြတ်ခဲ့လိုက်တော့တာပေါ့အဲ့တော့ဗာလဲ မင်းမဘာအစီအစဉ်ရှိလဲအမြင်ပြောစမ်းကွာငါတို့လောက်ကြာရှိတာအမြင်လို့ရအောင်မြေချိန်တရားပြန်မဖြေရသေးခင်မှာပဲရှေးချောင်းသာရှိတဲ့တရဲနဲ့ကောင်းဟာအနည်းနာမှရှိတဲ့ရှုံပုတ်ရဲ့အမောင်တွေကနေခုံထွက်လာပြီးသူတို့ကိုတိုက်ခိုက်ခဲ့ပါတော့တယ်ကံမကောင်းစွာနဲ့မြေချိန်တရားတရဲတကောင်ရဲ့ခေါအုပ်ရှင်ကိုခံခဲ့လိုက်ရတော့တာပေါ့တတိပိုင်းကတော့လှေမြန်လာတဲ့တနက်ပြစ်စွမ်းရည်တွေကြောင်းပဲသူစီလာတဲ့တရဲကိုအသေးသက်နိုင်ခဲ့ပါတော့တယ် မြင်းချိန်ခမောင်ခုံအုပ်ခံလိုက်ရတာကြောင့်တနတ်မပါတော့ပဲတရဲနဲ့တိုက်ခတ်နေရတာပေါ့အင်အားမများတာကြောင့်တွေးဆုပ်ခံရဖို့ဖြစ်လာတဲ့အချိန်မှာပဲတတိပိုင်ရောက်လာခဲ့ပြီးတနတ်နောက်ပိုင်းနဲ့တရဲရဲ့ကောင်းကိုရိုက်ရှာခဲ့လိုက်ပါတော့တယ်တရဲရဲ့ကိုခန္ဓာကလည်းလဲချလွတ်သွားပြီးတစ်ပင်အနာကိုလွင်ဆင်သွားခဲ့တော့တာပေါ့ အာပြင်းပြင်းနဲ့တမ်းမှန်ရိုက်ရှာလိုက်တဲ့နောက်မှာတော့ငိန်သက်ကတိတ်ဆုံးလို့သွားခဲ့ပါတော့တယ်။မြင်းရှိန်နဲ့တတိပိုင်တို့ကလည်းအသက်ဖေးကနေတမ်းမှန်ကျော်လာသွားနိုင်ခဲ့ကြပြန်ပါပြီ။ဒါပေမဲ့လို့လည်းတနတ်တန်တွေဟာတော်ထဲမှာကြေလောင်စွာထွက်ပေါ်သွားခဲ့တာကြောင့်သူတို့ရဲ့တီနီယာကိုအရှက်ပြသလိုဖြစ်သွားလောက်ပြီပေါ့ဗျာ။ဒီနေ့အတိုင်းပါပဲမကြခင်ပါပဲတရေတွေဟာ꽌꽌ဆိုတဲ့အော်ဟစ်တန်တွေနဲ့အတူသူတို့အနီးနားကိုရောက်လို့လာခဲ့ကြတာပေါ့။တွားပြီပြေးဦးလေးပိုင်း မြေရှိန်လဲတထေးပိုင်ကိုပြေးဖို့အတွက်အော်ဟင်းရင်နေအောင်သားနောက်ထပ်တစ်ကြိမ်အသက်လူကြီးပြေးရပြန်ပါပြီပြေးနေရင်တထေးပိုင်ချော်လဲလို့သွားခဲ့တာပေါ့တထေးပိုင်ရှေလျှော်ကြားရင်တနက်ပြုတ်ကျသွားပြီမယ်အနောက်မှာပါလာတဲ့မြေရှိန်တယောက်အတင်းကောက်ပေးရင်အတူတူပြေးခဲ့ကြရတာပေါ့တချိန်ထဲမှာပဲပြေးနေရင်တော့အနောက်ကနေလိုက်လာတဲ့တရဲတွေရဲ့အတန်းတွေဟာသူတို့နဲ့ပုံပြီးနီးကပ်လာခဲ့ပါတယ် မိသားအနည်းငယ်သာကြွားဝေးကြတာပါဗျာမြေရှိန်ကလည်းသူတို့နှစ်ယောက်စလုံးအစ်ဆက်လာတဲ့တောနဲ့ကြီးထဲမှာတွေးဆုပ်ခံရပြီးတည်ဆုံရတော့မှလို့တွေးရင် စိတ်သက်သာဆုံးနေခဲ့ပါတယ်လမ်းဆုံးနေပြီလို့ထင်နေတော့မှပဲမျော်လင့်ချက်ရောင်ကြီးမိန်ပြပြလေးကပေါ်လို့လာခဲ့ပြန်တာပေါ့ဘာကြောင့်လဲဆိုတော့အရှိဘက်ကနေရေစီးတံကိုကြားလိုက်ရလို့ပါပဲအရှိကိုတက်တက်သွားတော့ဦးလေးပိုင်ရေတကောအနားကိုပြေးမြေချင်းလဲတတိပိုင်မကြမှာဆိုးတဲ့အတွက်အားကုန်တုံးပြီးအော်ဟစ်နေခဲ့ရှာပါရီ တတိပိုင်းတရားအရှိကနေဥဆောင်ပြေးသွားပြီးမကြခင်မှာပဲရက်လိုက်ကလက်ညှိုးထိုးပြလို့နေခဲ့ပါရီဘာလို့ရက်တာလဲဘာလို့ဆက်မသွားတာလဲဗျာမြန်မြန်ပြေးမယ်လေဗျာဘာလဲဦးလေးပိုင်မောလို့လားတတိပိုင်းလက်ညွန်ရာကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့နှက်ဆိုင်တဲ့ကြောက်ကံပါတစ်ခုအပေါ်ရောက်နေကြပြီးတဖက်မှာတော့ရေကုန်ရှိနေကြတာကိုမြင့်ချိန်တည်သွားခဲ့ပါရီ။ခြောက်ကမ်းပါဟာအလွန်နဲ့ဆိုင်လွန်းလာတာကြောင့်အောက်ရှိမှာကြောက်ဆောင်တဲ့ရှိဝရှိကိုတော့သူတို့တွေမသိခဲ့ဘူးပေါ့။ ။မောင်မနေတဲ့အတွက်ဘာကိုမှတေချာမမြင်ကြရလို့ပါပဲ။နေရောက်သားဘလို့ထွက်ရမလဲလို့တွေးနေချိန်မှာပဲအနောက်ကနေတရဲအကောင်90နီးပါးလိုက်လို့လာခဲ့ကြပါရီ။မြေချိန်နဲ့တတိပိုင်းတို့ကလည်းတနက်နဲ့ပြစ်ချဖို့အစင်သစ်ပြင်ထားခဲ့ကြပြီမယ်လို့လဲတရဲတွေဟာ၆ကမ်းမနာကိုမလာရဲပဲခက်လန်းလန်းမှသာနေခဲ့ကြပါရီ။ သူတို့ပုံစံဟာပြုတ်ကြမှာကိုစိုးရိမ်နေတဲ့ပုံစံပါပဲအဲ့ဒီအချိန်မှာပဲတရဲရဲအများကြီးတွေကမှတရဲတကောင်ဟာအများတက်ထူးခြားပြီးဒီကိုလုံးခြွေတွေဝှက်ထားတာကိုမျက်ရှင်တရားမြင်လိုက်ရတာပေါ့ဦးလေးကျွန်တော်ကလေစီးစိမ်ယူနေတဲ့လူတွေကိုပဲမြင်ဘူးတာဗျာအခုတော့တရဲတွေပါယူနေကြတာလားဗျာကြည့်ပါဦးဒီကိုလုံးကိုခြွေတွေတင်ထားလိုက်တာမြင်လို့တော့မကောင်းဘူးဗျာမြင်းရှင်လည်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မခံမရနိုင်ပြီးအပြစ်တွေပြောလို့နေခဲ့တာပေါ့ဦးလေးပါကျွန်တော်တို့မြစ်ထဲကိုခုံချရအောင်ဗျာ အာငါမခုံကြဘူးငါမခုံကြဘူးဟာမေမရဘူးဦးလေးပိုင်အခုပဲခုံချလိုက်ပါတော့ဗျမြေချိန်လဲအတန်မမာနဲ့အော်ဟေးရင်ထက်ပြောခဲ့လိုက်ပါလေအာမခုံကြဘူးငါမခုံချနိုင်ဘူးကွာအဘာလို့လဲဗျဘာလို့မခုံချတာလဲအာငါအမြင့်ကိုကြောက်လို့ကွာငါကြောက်လို့ပါကွာအိုးအမြင့်ကဦးလေးကိုမတတ်နိုင်ဘူးဗျဒါပေမဲ့အပေါ်ကောင်တွေကတော့ဦးလေးတက်ကိုယူသွားနိုင်တယ်နော် တရေကြီးဥပိုင်းလဲတရေတွေခုံဝင်လာတဲ့အခါမှာတော့၆ကမ်းမအောက်ကိုခုံချလို့သွားခဲ့ပါရီမြေရှင်တရားရိုင်ဖယ်တနက်ကိုကြီကုန်းတဲ့အထိပြစ်ခတ်လို့နေတာပေါ့ပြီးတဲ့အခါမှာတော့တတိပိုင်နောက်ကိုလိုက်ပြီး၆ကမ်းမတွေကိုခုံချခဲ့လိုက်ပါတော့ရီသူရဲ့လက်ထဲမှာတော့ဖုံဖုံပေးလိုက်တဲ့အင်းလက်ဖွဲ့အဆောင်လေးကိုကြစ်ကြစ်ပါအောင်စုပ်ကင်ထားခဲ့ရတာပေါ့အရှိန်တဲ့နေရာကိုမသိနိုင်ပဲမှုံဝါပြီးမြူကိုးတွေဖုံးလွှမ်းနေတဲ့ကမ်းစံနာမှာတော့မြေရှင်တရားတတိလက်လွတ်နေခဲ့ပါတော့ရီအဲ့ဒီချိန်မှာပဲရုတ်တရက်ဆိုသလိုငရှမ်းအတန်ကိုကြားလိုက်ရတာကြောင့်မြေရှင်တ ရာပြန်လဲပြီးတတိယလိုလာခဲ့တာဗောထတော့မမြင်ရနိုးပါတော့ကွာဖျောက်မြင့်ရှိမင်းသွားဖို့အတွက်အချိန်တန်ပြီကွာထပါတငယ်ချင်းရငါနောက်ကိုလိုက်ခဲ့ဘင်းဟုံကလမ်းပြပြီပဲငရှိုင်းရဲ့အော်ဟစ်တန်တွေဟာလေဟာနယ်ထဲမှာပြန်လွင်လို့နေပြီးမြင့်ရှိရဲ့နားတွေကိုပဲ့တင်ထက်လို့နေပါတော့တယ်မြင့်ရှိလည်းတတိလနေရကနေမျက်လုံးဖွင့်ကြည့်ခဲ့လိုက်ပြီးဘေးပတ်ဝင်ခြင်းမှာတတိပိုင်ရှိမရှိလိုက်ရှာလို့နေခဲ့လိုက်တာဗော ဒါပေမဲ့ဘယ်နေရာမှာမှရှာမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့ပဲနောက်တတိမနက်ခင်းမှာတော့ရှောင်းတချောင်းမှာရှိတဲ့ကြောက်ဆိုင်တွေရဲ့အပေါ်မှာတော့တတိလစ်မေမျောနေတဲ့တတိပိုင်ကိုပြန်တွေ့ခဲ့ပါရယ်။ညာကအမောင်ရဲ့စွမ်းအားကြောင့်အနီးနားမှာရှိနေတဲ့လူနှစ်ယောက်ဟာတယောက်ကိုတယောက်ဘလို့မှရှာမတွေ့ခဲ့ပုံပဲပေါ့။တတိပိုင်ကလည်းဦးလေးဆွေဟာသူ့ကိုတရေတွေမလိုက်ခင်တော်တွေကနေအမြန်ဆုံးထွက်သွားဖို့လာနှုတ်ခဲ့ကြောင်းပြန်ပြောပြနေခဲ့ပါရယ်။မြေရှိန်တဲ့တတိပိုင်တို့ကလည်းတန်ရာအပြစ်ရနေခဲ့ပဲလို့လည်း ငချမ်းနဲ့ဦးလေးဆွေတို့ရဲ့အရင်နောက်ကိုကြိုးစားလိုက်လို့သွားခင်တာပေါ့တော့အုပ်တဝက်ကိုဖျက်ပြီးတဲ့နောက်မှာတော့တောနဲ့ကြီးတွေကနေအောင်မြင်စွာထွက်ခွာလာနိုင်ခဲ့ပါတော့တယ်။မြင်းရှိန်ကလည်းတောရဲ့ထွက်ပေါက်ကိုမြင်တဲ့အချိန်မှာတော့ဝမ်းမြောက်ဝမ်းသာဖြစ်လို့သွားပြီးတတိပိုင်ကိုပွေဖက်လိုက်ကလိုက်ပူပေးခဲ့တဲ့နန်ဝိညာဉ်တစ်ပါးကိုလက်အုပ်ရှိလို့မမေ့မလျော့ပဲရှစ်ခိုးခေလိုက်တော့တာပါဗျာ။မမေကိုကျေးဇူးများကြီးတင်ပါတယ်ငချမ်းရဲ့။ငါအိမ်ရောက်တာနဲ့မင်းကိုပေးထားတဲ့ကတိအမြန်ဆုံးဖြည့်ဆည်းပေးပါတော့မယ်ကွာ။မင်းကောင်းရမွေးရကို စိတ်ဖြောက်လက်ဖြောက်နဲ့တွားပါတော့နော်ကျန်တာဘာမှနောက်ဆံမတင်ပါနဲ့တော့ငါနဲ့မင်းအမေကိုမင်းစိတ်ချလို့ရပါပြီတကယ်ချင်းရာတတိပိုင်းလဲဦးလေးစီရဲ့ဝိညာဉ်ကိုအလားတူပြောခဲ့လိုက်ပြီးဆက်လက်ထွက်ခွာလာခဲ့ကြပါတော့ရီမြင်းရှင်ဟာအမှန်တရားကိုမပြောပြခဲ့တဲ့အတွက်သူ့ကိုယ်သူအပြစ်ရှိတယ်လို့ခံစားနေခဲ့ရပါတယ်ဘလို့မှအမှန်တရားကိုဖုံးခွင့်မထားနိုင်တော့တာကြောင့်အင်ဂျီအိတ်သေးကနေတစုံတရားကိုထုတ်ကာတတိပိုင်းအားပြခဲ့လိုက်ပါတော့ရီဦးလေးပိုင်း ဒီလက်ကောက်လေးကိုငရှမ်းမြေကြီးပေးဖို့ကျွန်တော်ဦးလေးပိုင်စီမှာခွင့်တောင်းပါတယ်ဗျာတတိပိုင်းလဲကြေလောင်စွာရေမောခဲ့လိုက်ပြီးမျက်ရှိမတင်ထားတဲ့စကားတခုကိုပြောခဲ့လိုက်ကြတာဗောမင်းကမင်းအဖိုးတက်ပူကောင်းပါတယ်မျက်ရှိညာခိုးတာမဟုတ်ပဲငါ့ကိုခွင့်တောင်းတာကိုယူသွားပါဒီပစ္စည်းတွေကိုမင်းကြိုက်တယ်လို့သုံးနိုင်ပါတယ်ကွတတိပိုင်းရဲ့စကားကြောင့်မျက်ရှိတယောက်လန့်ပြန့်သွားခဲ့ပါတယ်ကျွန်တော်ဘာလို့လဲဆိုတာအစကတည်းကတိနေခဲ့တာလား ဒါပေါ့ကွာဘာလို့မသိရမှာလဲဒီကောမလာခင်ကလေးကငါတေးချစုံစမ်းပြီပြီဒီမှာမတော်တဆဆိုတာမရှိဘူးမြင့်ရှင်ရမင်းကိုရည်ရွယ်ချက်ရှိရှိနဲ့ရှင်းကတ်ခဲ့တာပါ မြေရှင်လဲဦးလေးပိုင်ရဲ့စကားကြောင့်ချက်ပြုံးပြုံးခဲလိုက်တော့တာပေါ့တတိပိုင်ဟာအတိတ်ရဲ့ပြစ္ဆုတ်ပံတစ်ခုစလုံးကကိစ္စတွေအတွက်သူ့ကိုအပြစ်မတင်ပဲခွင့်လွှတ်ပေးခဲ့တဲ့အတွက်မြေရှင်တရားစိတ်သက်သာရရသွားခဲ့ပါတော့တယ်တကယ်တော့လွန်ခဲ့တဲ့၁၀နှစ်ကျော်ကလွတ်သွားတဲ့သူနှစ်ယောက်ဟာမြေရှင်နဲ့တတိပိုင်တို့ရဲ့အဖိုးတွေပဲဖြစ်ကြပါတယ်ဓမြအဖွဲကလူဟာမြေရှင်အဖိုးဖြစ်ပြီးတတိအဖွဲကတော့တတိပိုင်ရဲ့အဖိုးဖြစ်တာပေါ့ဗျာကိစ္စမရှိပါဘူးကွာ မင်းဘလောက်ပဲဒီပစ္စည်းတွေကိုယူယူငါအပြစ်မပြောပါဘူးကွာဘာလို့လဲဆိုတော့ငါအဖိုးရဲ့ယရနာတွေအများစုကမမှန်ကန်တဲ့နီးလန့်နဲ့ရလာတာပါဒါကြောင့်ငါလည်းအခုလိုအစီအစဉ်ဆွဲပြီးယရနာတွေကို ပြန်ယူချင်တာပြီးရင်ဆင်းရဲတဲ့သူတွေကိုပြန်လူချင်ခဲ့လို့ပါကွာငါမှရှိတဲ့ပစ္စည်းတွေကိုလည်းငဆွေရဲ့ဆွေမျိုးတွေကိုတဝက်ခွဲပေးလိုက်ပါမယ်ကျန်တာကိုတော့ရောင်းပြီးရင် ကုသိုလ်ကောင်းမှုတွေလုပ်ပေးပြီးငရှမ်းတဲ့ငဆွေကိုအမျှဝေပေးကြရအောင် တတိပိုင်းလဲစကားပြောနေရင်လည်းသူ့ရဲ့ပေါင်းပြီးအိတ်ကိုဖွင့်ကာရွှေလေဆွဲနဲ့လက်ကောက်ဆယ်ခုခန့်ကိုမြင့်ရှိန်အားပြခဲ့လိုက်ပြီးရေမောခဲ့လိုက်ပါတော့တယ်။ငါစီပါလာတာတော့အကုန်ပဲကွာ။တော်ရဲမှာကြံခဲ့တာတွေကိုတော့အဲ့ဒီ coin coin လို့ order တရေယူတွေကိုဝေခန်းလိုက်တော့တာပေါ့ကွာ။လာမြင့်ရှိန်အိမ်ပြန်ကြစို့ကွာ။မင်းကိုပေးထားတဲ့ခရီးငါမမေ့ပါဘူးကွာ။ငါရှမ်းရဲ့အမေကိုငါမတိမရှင်းစောင့်ရှောက်ပြီးမယ်။ရှိတ်ရှောက်ဟုတ်ပြီလား။ မြင်းရှင်လည်းတထေးပိုင်ရဲ့စကားကိုကြားပြီးရေမောင်းရင်ကောင်းငိမ့်ခဲ့လိုက်ပါတော့တယ်။ဇလန်းလေးကတော့ဒီမှာပဲပြီးပါပြီဗျာ။ဇလန်းလေးတွေမှာပါတဲ့စက်ကြောင်းတွေဟာအမှန်တကယ်အပြင်းမရှိမရှိကိုတော့ကျွန်တော်လည်းတိတိကျကျရေးရရတော့မသိပါဘူး။ဇလန်းလေးမှာပါတဲ့အကြောင်းအရာတွေကိုတော့စူးစမ်းပြီးတင်ဆက်ပေးထားတဲ့အတွက်အမားတစုံတရာပါခဲ့ရင်လည်းကျွန်တော်ရဲ့ရှင်းပြတဲ့ကြည်ကပဲနားလည်ပေးကြပါလို့မြစ်တာရက်ခံရင်လည်းကျွန်တော်ရဲ့စက်သိမ်းမိုင်းတင်ဆက်မှုလေးကိုဒီနေရာမှာနေမယ်ရက်နားလိုက်ပေးရစီပါခင်ဗျာ။ အားလုံးပဲတာယာပျော်ရှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေ။ဆုံးဖြတ်နိုင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ချင်ပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်။